မနေ့ပြန်ဒီဇင်ဘာလ9ရက်နေ့အင်္ဂါနေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုပြပြပေးပါမယ်ရှင်။ဒီရက်တွေထဲမြန်မာနိုင်ငံမှာအပူချိန်တွေတိတိတသာပြောင်းလဲမှုမရှိသလိုဆောင်ရည်တည်ဖြစ်ပေမဲ့အရေးတန်ကိုအရင်မခံစားရသလိုဖြစ်နေမှာပါ။ဒါပေမဲ့ဒီနေ့ကနေနောက်3ရက်အတွင်းမှာတော့မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာတနည်းတာပြင်းများအပူချိန်တွေအနည်းငယ်ကျဆင်းလာနေတာကိုမိုးလေဝသခန့်မှန်းမော်ဒယ်တွေမှာတွေ့ရပါရဲ့ရှင်။ မြန်မာတနိုင်ငံလုံးအတွက်လည်းတနေ့တာပြန်များအပူချိန်တွေကျဆင်လာနိုင်မှာကိုတွေ့ရပြီးအရန်ကြီးထုခဲ့အီးလာမယ်အခြေအနေမျိုးတော့ရှိမှာမဟုတ်ပါဘူးဒီနေ့ညမှာတော့မိုးလေဝသခန့်မှန်းမော်ဒယ်တွေမှာတွေ့ရှိရတဲ့ညပူချိန်တွေအရဆိုရင်ချင်းပြည်မှာညပူချိန်၄ဒီဂရီကနေ၆ဒီဂရီဆက်စီယက်ထိသာရှိနိုင်ပြီးရှမ်းပြည်မြောက်ပိုင်းမှာ၈ဒီဂရီကနေ၁၀ဒီဂရီကချင်မှာ၁၀ဒီဂရီကနေ၁၂ဒီဂရီဆက်စီယက်ထိကျဆင်းကအလွန်အေးမဲ့အခြေအနေမှာရှိနေပါရှင့် အေးတဲ့အတင်းတင်းပုံနေမဲ့ဒေသတွေကတော့စကိုင်းတိုင်းအထက်ပိုင်းရှမ်းပြည်ရှေ့ပိုင်းနဲ့တောင်ပိုင်းတို့ဖြစ်ပြီး၁၂ဒီဂရီကနေ၁၄ဒီဂရီဆဲစီယက်ထိရှိနိုင်ပါတယ်။ဒါအပြင်စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းနေပြည်တော်မကွေးတိုင်းပဲခူးတိုင်းအနောက်ခြမ်းနဲ့ကရင်နေပြည်တော်မှာတော့ညပူချိန်၁၄ဒီဂရီကနေ၁၆ဒီဂရီဆဲစီယက်ထိရှိနိုင်တာကြောင့်ညဘက်တွေမှာအေးပိုလာနိုင်ပါရဲ့ရှင်။ ရခိုင်ပြည်မြောက်ပိုင်းနဲ့တနင်္သာရီတိုက်တွန်းမှာ16ဒီဂရီကနေ18ဒီဂရီရခိုင်ပြည်နယ်တောင်ပိုင်းအေရဝတီတိုင်းနဲ့ပဲခူးတိုင်းအရှိချမ်းအောက်ပိုင်းတို့မှာတော့18ဒီဂရီကနေ20ဒီဂရီဆက်စည်ရက်ထိအတိအကျညပူချိန်တွေခန်းစားရရှိနိုင်ပါရဲ့ရှင်။လူဦးရေထူထပ်ရာရန်ကုန်တိုင်းမှာတော့ဒီကနေ့ညအပူချိန်20ဒီဂရီကနေ22ဒီဂရီဆက်စည်ရက်ထိရှိနိုင်ပြီးကရင်နဲ့မွန်တို့မှာတော့22ဒီဂရီကနေ24ဒီဂရီဆက်စည်ရက်တွင်ရရှိနိုင်မှာဖြစ်ပါရဲ့ရှင်။ မနေ့ပြန်မှလည်းနေပူချိန်တွင်နေငယ်ရွေးချနေပြီးရခိုင်နှင့်မြန်မာပြည်အောက်ပိုင်းဒေသတွေမှာ30ဒီဂရီဆက်စီယက်ထက်မှသာရှိနေပြီးမြန်မာပြည်ထက်ပိုင်းဒေသတွေမှာတော့28ဒီဂရီဆက်စီယက်ထိသာအမြင့်ဆုံးရောက်ရှိနိုင်မှာဖြစ်ပါရဲ့ရှင်။ထူးခြားမှုအနေနဲ့ပြောချင်တာကတော့မြန်မာနိုင်ငံရဲ့စပက်ကြီးလို့တင်စားထားတဲ့ AOD တိုင်းမှာမူကုတ်ပြီဖြစ်ပြီးနေတာရက်တွေများလာတာကြောင့်အပေါ်ရန်မြေစီလွာတွေမှာရေဓာတ်ခံကြောက်စားပြုလာပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့အေယဝတီတိုင်းအနောက်ဘက်နဲ့အလဲပိုင်းဒေသတွေဖြစ်တဲ့ပသိမ်းငပုတော်ဟင်းတရာဒနုဖြူနယ်ကျောက်ပြုံမြို့နယ်တွေမှာအပေါ်ရံမြေစီလောအစိုးတတ်နေပါမှုအတင်းတင်းအနေထားရှိနေတယ်လို့ပြောလို့ရပါတယ်။ရန်ကုန်တွန်တေးနယ်ပဲခူးဘက်တွေမှာတော့လက်ရှိအနေထားမှာအပေါ်ရံမြေစီလောအစိုးတတ်နေပါမှုအပြော့သာဆင်းမှာပဲရှိနေပါသေးရဲ့ရှင်။ နောက်ပြန်မှာတော့ဒီခြေနေတွေဟာဆက်လက်မြင့်တက်လာဖို့ရှိပြီးညောင်းများဝါခဲမမအူပင်စိတ်ကြည်ခနောက်တို့ကံပဲတိုက်ကြီးအင်းတော်ဓာပိန်စားရမျိုးနယ်တွေမှာပါအပေါ်ရမြေစီလွာအစိုးတက်နေပါမှုအတင်းတင်းအနေထားရောက်ဖို့ရှိနေပါရဲ့ရှင်။နောက်လေရက်တွင်မှာတော့ပင်လေကန်ဒီဒေတာတွေကလွယ်ပြီးအရာဝတီတိုင်းတစ်ခုလုံးနဲ့ရင်ကုန်တိုင်းတစ်ခုလုံးတို့မှာအပေါ်ရမြေစီလွာအစိုးတက်နေပါမှုအတင်းတင်းအနေထားကိုရောက်ရှိတော့မှာဖြစ်ပါရဲ့။ ဆက်လက်ပြီးတော့ခရီးသွားမဲ့သူတွေအတွက်ဒီနေ့ညကနေမနှက်ဖြန်မနှက်တွင်ယူဆိုင်နိုင်တဲ့အနေအထားတွေကိုပြောပြပေးပါမယ်ရှင်။ကချင်ပြည်အောက်ပိုင်းစကိုင်းတိုင်းထက်ပိုင်းနဲ့ချင်းပြည်မြောက်ပိုင်းတို့မှာနေရာနှံ့ပြမျိုးထူထပ်စွာကျဆင်းလိုက်ပြီးရှမ်းပြည်မှာနေရာဆက်ဆက်၊ကရင်နီပြည်နဲ့မန္တလေးတိုင်းတို့မှာနေရာကျကျမျိုးဆိုင်နိုင်ပြီးကြက်ပြည်နယ်နဲ့တိုင်းတွေမှာနေရာကွက်ကြားမျိုးထူထပ်စွာကျဆင်းနိုင်ပါရဲ့ရှင်။ ဒါကြောင့်ဒီနေ့ညကနေမက်ပြံမနက်ပိုင်းအတွင်းမြစ်ချောင်းတွေတွင်သွာလာကြတဲ့ရေရင်တွေနဲ့ကုန်းလန်ခီးသွာလာကြတဲ့မော်တော်ရေရင်တွေအနေနဲ့မြေထုတက်စွာကြဆင်းနေကြရေခွေးရှင်းလင်းမှုမရှိတာကြောင့်ရေရင်တွေကင်းရှင်းနိုင်ဖို့သတိပြုသွာလာကြပါလို့အကြံပြုလိုပါရှင်။ အခုပြောပြပေးခဲ့တဲ့မူလဝေသခမှန်ချက်တွေကိုတော့ကျမတို့ CJ Platform ကမူလဝေသလေးလာသူတူဖြစ်သူကိုလကွန်အိမ်ကမူလဝေသခမှန်ချက် moderator မှာပေါ်ပြထားချက်တွေကိုစူးစီးပြီးခမှန်တိဆက်ပေးခဲ့ရပဲဖြစ်ပါရှင်။မူလဝေသဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေရကြောင့်ကျမတို့ CJ Platform ရဲ့နောက်ဆုံးရမူလဝေသခမှန်ချက်တွေကိုလည်းဆက်လက်ဆက်ကြည့်ပေးကြဖို့မြင့်တရခံလိုပါရှင်။